စားချိန်တွင်တောက်ချင်းအချိုရီတောက်သုံးသည့်စနစ်များခက်စားလာပါသည်တန်ဘူးတပူးစာအချိုရီတစ်လုံးတွင်တကြားလုံး12လုံးစာနှင့်ညီမျှသော အချိုများပါဝင်နေကြောင်း သင်သတိပြုမိပါသလားရေစာလင်ရေတောက်လိုက်ပါ အစာမစားမီချိုလွန်းသောသို့မဟုတ် ငံလွန်းသောအရေးများတောက်သုံးခြင်းကိုရှောင်သင့်ပါတယ်။အငံတက်များသောအစားအစာများကိုစားသုံးလျင်ရေပိုငတ်လာတတ်တယ်။အချိုရေကိုတောက်သုံးခြင်းကလည်းကိုယ်ခန္ဓာအတွင်းတကြားဓာတ်ကို မြင့်မားစေနိုင်တယ်။ကာဗွန်နိုင်အောက်ဆိုက်ဓာတ်များထည့်ထားသည့်အချိုရေတို့ကိုတောက်သုံးခြင်းကခန္ဓာကိုယ်အတွင်းရှိကယ်ဆီယမ်ထုံးဓာတ်များကိုလျော့နည်းစေနိုင်တယ်။ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့သွားရင်အရိုးပွားဝေဒနာကို ခံစားရမှာဖြစ်ပါတယ်။ အမြုပ်ထသောဘီယာအရက်အချိုရီတို့ကို ထမင်းစားချိန်တွင် ရှင်တွဲတောက်သုံးခြင်းမှာလွဲမာသောအယူအဆတစ်ရက်ဖြစ်ပါတယ်။ထမင်းစားချိန်တွင် ထိုအရာများကို တွဲဖက်တောက်သုံးခြင်းလုံးဝမပြုလုပ်သင့်ပါ။အာရှသားအများစုမှာ ထမင်းစားချိန်တွင် အရက်တောက်သုံးလေးမရှိကြပါ။ဂျပန်လူမျိုးတို့သည် ထမင်းစားပြီး15မိနစ်လောက်ကြာမှသာလက်ဖက်ရည်တောက်လေးရှိကြပါတယ်။ထမင်းဝိုင်းတွင်ဝိုင်း အရက်ခွက်ထားခြင်းမှာအနောက်တိုင်းဒလိတာဖြစ်ပါတယ်။အဆစ်တက်ပါသောအစာအစာများတကြားနှင့်ဂျုံဖြူတို့ကလည်းစာလောင်ခြင်းကိုမဖြစ်စေနိုင်ပါ။တကြားနှင့်စားတို့သည်ခန္ဓာကိုယ်၏အရေဓာတ်ကိုထိမ့်သိမ်းပေးထားနိုင်သည်ဆိုတော့လေလိုအပ်သလောက်ညှတစွာစားသုံးရန်လိုအပ်ပါတယ်။လွန်ကဲလေလူကိုဒုက္ခပေးနိုင်ပါတယ်။အသက်ကြီးသူများအတွက်ထမင်းစားချိန်တွင် အရက်သေးစားနှင့်တွဲကတောက်စားခြင်းကိုအာမပေးသင်ပါအသက်ကြီးသူများတွင်ဖြစ်လေရှိသည့်ပြဿနာတစ်ခုမှာရေအတောက်နေခြင်းကြောင့်ဝမ်းချုပ်ခြင်းဖြစ်ပါတယ်အရက်ဆက်လိတ်တောက်တုံးခြင်းကသွေးကြောများကိုမာကျော်စေပြီးအိုမဲမှုကို ပိုပြီးဖြစ်စေနိုင်ပါတယ်တက်ကြီးရွယ်အိုများအတွက်အကြံပြုလိုသည်မှာဗနီဂါဟုခေါ်သည့်ပန်းသီးရှာလကာရီတစ်စုံနှင့်ပြားရီတစ်စုံတို့ကိုရောစပ်ပြီး ရေအေးသို့မဟုတ် ရေနွေးတဖန်ကွက်ထဲသို့ထည့်၍နနက်တိုင်းတောက်သုံးသည့်အလေးအကျင့်ကိုလှုပ်ပေးပါရှာလကာ၏အချင်တက်ကကိုခန္ဓာအတွင်းရှိပရိုတိန်းလွန်ကဲမှုကို ရှင်းပြလိုက်နိုင်ပါတယ်။ပန်းသီးစားသုံးခြင်းကလည်းခန္ဓာကိုအရိုးအဆင်များအတွက်ကောင်းပါတယ်။ရေအေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာနိုင်ပျော်ကြဆက်ရာတတဝဟူသမ ्या တို့သည် အိမ်မက်ရမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။